ဒီနာတာရှီအင်ပြင်ဖြစ်တဲ့30ရာခိုင်နှုန်းမှာနာတာရှီယောဂါတစ်ခုခုရှိနေနိုင်တယ်။ကိုယ်အတွင်းထဲမှာယောဂါတစ်ခုခုရှိနေနိုင်တယ်။ဥပမာကျွန်တော်တို့ကဒီနာတာရှီအသေးယောဂါတို့ကြောက်ကယောဂါတို့ဒီဘီပိုးတို့အသေးယောဂါတော့ဘီပိုးတို့စီပိုးတို့တော့ဒါတွေရှိနေနိုင်တယ်။ဒီနာတာရှီအင်ပြင် ကကိုယ်ခန္ဓာစနစ်နဲ့ဆက်ဆက်တယ်။အဲဒါကြောင့်မလို့ဒီခန္ဓာစနစ်နဲ့ဆိုင်တဲ့ယောဂါတွေဖြစ်နေလို့ရှင်လေဒီအင်ပြင်ထတဲ့တယ်ပေါ့နော်။ဥပမာကျွန်တော်တို့ကဒီ ဒီအဆင့်မြင့်အောင်လေးပန်းတာပေါ့နော် rheumatoid arthritis လို့ဟာမျိုးသို့မဟုတ်ကျွန်တော်တို့ SLE ပေါ့နော်ဒီအရေပြားလေးပန်းတာလို့ဟာမျိုး တွေးလေးပန်းတာလို့ဟာမျိုးဒါရှိတယ်နောက်တစ်ခုကကျွန်တော်တို့ပန်းနာရင်ကျက်ရှိတဲ့လူနာတွေမှာလည်းရှိတတ်တယ်လေဗင်းကျက်ရောင်တဲ့လူနာတွေမှာရှိတတ်တယ်ကြီးကျိုတွေးကျိုဖြစ်တဲ့လူနာတွေမှာလည်းနာတာရှိအင်ပြင်ဖြစ်တတ်တယ်ပြီးတော့အရေပြားယောဂတွေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနှင်းခုရှိတဲ့လူအတွင်းနှင်းခုဖြစ်တဲ့လူနာတွေနဲ့ မင်ပြူဖြစ်တဲ့လူနာတွေဒီလို immune system နဲ့ပတ်သက်နေတဲ့ရောဂါတွေရှိလို့ရှိရင်လည်းနာတာရှည်အင်ပြင်တွေရှိတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကအခုလိုမျိုးနာတာရှည်အင်ပြင်ပေါ့ရက်ရှည်လရှည်အင်ပြင်ထနေပြီဆိုလို့ရှိရင်ကျွန်တော်ပထမဦးဆုံးပြောသွားတဲ့အေးတာပူတာအစာအတောက်ဆေးဝါးကိုတောက်တဲ့ supplement တွေဓာရီနဲ့တမတဲတာရှိနေတယ်လားဆိုတာအရင်ဆုံးစမ်းစစ်။တကယ်၍အဲ့ဒါတွေမရှိဘူးမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ်မှာခုနကပြောသလိုယောဂါတွေများရှိနေတယ်လားဆိုတာကိုကျွန်တော်တို့စစ်ဆေးရတယ်ပေါ့နော်။အဲ့ဒီတော့ဒီအခုကျွန်တော်ပြောပြခဲ့တာနာတာရှည်အင်ပြင်မှာ လူ၁၀ယောက်မှာ၅ယောက်ဘောနော၅ယောက်ကခုနပြောတဲ့အကြောင်းအရာတွေထဲမှာတစ်ခုခုရှိကောင်းရှိနေနိုင်တစ်ခုလည်းဖြစ်နိုင်တယ်နှစ်ခုလည်းဖြစ်နိုင်တယ်သုံးခုလည်းဖြစ်နိုင်တယ်ဥပမာဒီလူတစ်ယောက်မှာဒီပတ်နိုင်ရင်ချက်ရှိတာဖြစ်နိုင်တယ်ဒီလူတစ်ယောက်မှာပုံနဲ့ဓမ္မတေတာရှိနိုင်တယ်ဒါကြီးဆက်ဆက်နေခုရှိမှာတစ်ခုရဲ့ဓမ္မတေတာလည်းဖြစ်နိုင်လို့သုံးလေးခုနဲ့ဓမ္မတေတာတွေလည်းဖြစ်နိုင်တယ်အကယ်၍ဒါတွေလည်းလုံးဝမရှိဘူးကျွန်တော်ခုနပြောလို့အစားအသောက်တွေလည်းရှောင်နေတတိထားတယ်။တော့ချွေးထွက်ရင်လည်းအိမ်ပြင်မထွက်ဘူး။အဲ့ဒီတော့တခြားအကြောင်းအရာလည်းဘာမှမရှိပြင်းနေ တောက်လျှောက်အင်ပြင်ထွက်နေဆိုလို့ရှိရင်ဒီခုနကျွန်တော်ပြောတဲ့အလိုလိုနေရင်အင်ပြင်ထွက်တဲ့နာတာရှိယောဂနာတာရှိအင်ပြင်ယောဂခေါ်တာပေါ့နော်အဲ့ဒါဖြစ်နေတဲ့ပုံပေါက်တယ်စိတ်မပူရအောင်ကိုရှိမှနာတာရှိယောဂတွေမရှိဘူးဆိုတာသိရတဲ့အတွက်ကြောင့်စိတ်မပူရအောင်အဲ့ဒီတော့ဒီအင်ပြင်ပဲကျွန်တော်တို့ဇောင်းပေးပြီးတော့ကုယုံမယ်ပေါ့နော်အဲ့တော့အဲ့လိုအင်ပြင်ကုတဲ့နေရာမှာလည်းကျွန်တော်တို့ကဒီပုံမှန်ကျွန်တော်တို့ anti-histamine အင်ပြင်ဖြစ်စေတဲ့အကြောင်းရင်းက histamine နေနဲ့သူနဲ့ဆက်ဆက်တဲ့ chemicals တွေထွက်လို့ mediator chemical mediator တွေထွက်လို့ဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကအဲ့ဒီ histamine တွေကိုမထွက်အောင်လို့တောက်တဲ့စီဘောနောများတော့အပြင်တည်တဲ့ antihistamine ပေါ့နော် antihistamine ဆိုတော့ကျွန်တော်တို့များတော့အပြင်ကြားဖို့ကြတာ bamidon လို့ဟာမျိုး citrine လို့ဟာမျိုးအခုနောက်ပိုင်းသုံးလာတယ်ကျွန်တော်တို့ဒီ loratadine လို့ desloratadine လို့ပြီးတော့ကျွန်တော်တို့ levocitrine လို့အခုဆိုရင်ကျွန်တော်တို့အိမ်မငှက်အောင်လုပ်တဲ့ vasopressin တို့ဒါတွေက antihistamine တွေခေါ်တယ်ဒီ antihistamine တွေကိုပဲကျွန်တော်တို့က အရင်ဆုံးပေးတယ်။ဘာကြောင့်လဲတက်မတဲတက်မတဲဒီဟာတွေကအတုံးဝင်တယ်။တစ်နေ့ကိုတစ်ချိန်သို့မဟုတ်နှစ်ချိန်တောက်လို့ရတယ်။ကြည့်အဲ့လိုတောက်ကြည့်လို့မှမရဘူးဆိုလို့ရှိရင်တော့ဒါစီကံပြဖို့လို့။ဘာကြောင့်လဲဆိုတော့အဲ့ဒါနဲ့မှထိန်းလို့မရဘူးဆိုလို့ရှိရင်သူက histamine ရဲ့ပြင်ပဖြစ်နေတဲ့ autoimmune ကိုခံအားစနစ်ဆိုင်ရာပြဿနာတစ်ခုခုဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်တယ်။အဲ့ဒီကြောင့်လို့ရှိရင်တော့ကျွန်တော်တို့ကဒီကိုခံအားစနစ်ကိုထိန်းချုပ်တဲ့ immunosuppressant တွေ corticosteroid တောက်စီတွေ ဒါဒီကျွန်တော်တို့ပေးရတယ်ပေါ့နော်အတူများနိုင်ငံတွေမှာဆိုလို့ရှိရင်တော့ဒီနာဒါရှိအင်ပြင်ကို ကုတယ်ကျွန်တော်တို့ biologic ဈေးလို့လည်းခေါ်တယ်ဒီပတိဇီဝဈေးလို့ပဲဘာသာပြန်မယ်ပေါ့နော်အဲ့လိုဈေးမျိုး formalin zoom လို့လည်းခေါ်တယ်ဒီလို biologic ဈေးတွေနဲ့ကုတယ်ပေါ့နော်အခုချိန်ထိနာဒါရှိအင်ပြင်ကအမြင့်ဖြတ်ဖို့ခက်နေတုံးပဲကျွန်တော်တခြားနိုင်ငံတွေမှာဆိုလို့ရှိရင်အင်ပြင်အထူးကုဆိုတဲ့အထိရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီနာဒါရှိအင်ပြင်ကို ဟိုကုဖို့ကတော်တော်လေးအခုချိန်ထိခဲရင်းတယ်အဲတော်တော်လေး challenges များတယ်ကုပေးတဲ့ဆရာဝန်တွေကဖြစ်နေတဲ့လူနာတွေအတွက်ကောဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က immune system သူ့ရဲ့အဓိကဖြစ်တာက immune system ကဖြစ်တယ်ဒီကိုယ်ခံအားစနစ်ရဲ့အရာတွေအားလုံးကိုအင်ပြင်ဖြစ်စေတဲ့အရာတွေအားလုံးကိုနှက်နှက်ဆက်ဆက်နဲ့အကုန်လုံးတိအောင်လုပ်ဖို့အခုချိန်ထိစူးစမ်းနေတုံးပဲဒီလိုတိသွားရင်တော့ကျွန်တော်တို့ဒီအင်ပြင်ဖြစ်တဲ့အကြောင်းကိုလုံးဝတားဆီးလိုက်လို့ရတယ်အခုချိန်မှာတော့တော်တော်တိလာပြီကျွန်တော်တို့ ီ C တွေနဲ့ဘယ်လောက်ထိထိန်းလို့ရလဲဆိုလို့ရှိရင်85ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းလောက်ထိကျွန်တော်တို့ထိန်းလို့ရတယ်။အဲ့တော့ဒီ NADA ရှိအင်မြင်ဖြစ်ပြီဆိုလို့ရှိရင်ဘယ်လောက်တောင်ကြာရှည်နိုင်လဲပေါ့နော်။သူကအနည်းဆုံးကျွန်တော်တို့6လနေပြီးတော့6နှစ်လောက်ထိရှိတယ်ပေါ့နော်။အဲ့ထက်ကြာအောင်လဲကြာနိုင်တယ်။အဲ့ထက်တူကောင်းလဲတူနိုင်။ကိုယ်ရဲ့ဖြစ်တဲ့ယောဂပုံမှာမူတည်တယ်။အဲ့တော့ကျွန်တော်တို့ကဒီဟာကိုအင်ပြင်းထတာကိုကုမလားမကုဘူးလားနော်။ဥမာကိုကခဏတစ်ဖြုတ်ပဲနည်းနည်းပါးပါးပဲဖုံကြီးကြောင့်ဖြစ်တယ်ဆိုလို့ရှိရင်တော့ ဘာမှမလုပ်လဲရတယ်ပြဿနာမရှိဘူးအကယ်၍ဒီအင်ပြင်ကကိုယ်အလုပ်ကိုယ်ကြောင်းမှာလုံးမဟုတ်ကိုယ့်ရဲ့အိတ်ချိန်ကိုယ်စာဖတ်တဲ့အချိန်ဒါမှမဟုတ်လေကိုယ်တငယ်ချင်းတွေနဲ့တွေ့တဲ့အချိန်အစည်းအဝေးတက်တဲ့အချိန်ဒီလိုမျိုးတွေမှာတောက်လျှောက်ထွက်ပြီးတော့စိတ်အနှောက်အယှက်ပေးတယ်အိတ်ကြီးပြက်လောက်အောင်ဒုက္ခပေးတယ်ဒီလိုအင်ပြင်တွေထွက်တာမကြိုက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကခုနပြောတဲ့တောက်ဆေးတွေကိုအဆင်ဆင်ပေးပြီးတော့ထိန်းလို့ရတယ်ဟိုကဖြတ်လိုက်လို့ရှိရင်တော့ကျွန်တော်တို့တချို့ဟိုပြန်ဖြစ်တာလည်းရှိတယ်လို့တချို့တကယ် ရေရှည်လေးငါးလာတောက်ပြီးသွားပြီလို့ရှင်လည်းတချို့လုံးဝပြန်မဖြစ်တော့တာလည်းရှိတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကတော့ Nada Shin Infinite Solution ရဲ့ဈေးကတော့အကြာကြီးတောက်ရဖို့ရှိတယ်။ဒါပေမဲ့ကျွန်တော်ဈေးကြီးကခုနပြောလို့အငဲတန်းအတိုးအလျှော်လုပ်တယ်။တချို့ကန်ကောင်းတဲ့လူတွေဆိုလို့ရှင်လည်းဈေးကိုစပြောင်းတောက်လာပြီဆိုလို့ရှင်လုံးဝပြန်မဖြစ်တော့တာတွေ့ရတယ်။အကယ်၍အဲ့ထဲမှာမှဒီအင်ပြင်ဖြစ်လို့မှကျွန်တော်တို့ကမျက်ခွန်တွေပါအစ်လာတယ်နှာခမ်းတွေအစ်လာတယ်အသက်ရှူကျက်တဲ့အထိဖြစ်တယ်။သူ့ဟိုသွေးလန့်ပြီးတော့သွေးပေါင်တွေကျပြီးတော့ ဒီလိုပြစ်လဲသွားတာပေါ့နော်လဲသွားတဲ့အချိန်မျိုးဖြစ်တယ်ဆိုလို့ရှိရင်ဒါကတော်တော်ကိုအရေးကြီးတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့တည်တည်တံ့ချာပြတ်တဖို့လိုတယ်ဒီအရေးပေါ်တောက်စီထိုးစီတွေပါစောင်းထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီနာတာရှင်အင်ပြင်ဘာကြောင့်ဖြစ်ရတာလဲဘယ်လိုဟာတွေကနာတာရှင်အင်ပြင်ကိုဖြစ်စေတယ်လဲဘာတွေကိုစစ်ဆေးတင်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါ